ကျွန်တော်ရဲ့ဘိုးအောက်မှာအစ္စလမ်ဘာသာဝင်မွတ်စလင်ကလေးတယောက်ကလာပြီးတော့မန်းတယ်ကိုကျော်ကြီးကိုပြောတယ်လို့တဲ့ကျွန်တော်တို့လွတ်လွတ်လပ်လပ်ပြောလို့ရတာကိုကျော်ကြီးကပြန်ပြောပါတယ်ဖန်ဆင်းရှင်ဘာသာတွေအကုန်လုံးကဖန်ဆင်းရှင်ကောင်းကြောင်ဖန်ဆင်းရှင်ရှိချောင်းကိုလွတ်လွတ်လပ်လပ်ပြောနေတာနှစ်ပေါင်းများစွာကြာခဲ့ပါပြီကိုကျော်ကြီးတို့ဘုရားဘာသာကဖန်ဆင်းရှင်မရှိတဲ့ဘာသာမဟုတ်လို့ဖန်ဆင်းရှင်မရှိချောင်းမပြောခဲ့တာကလည်းနှစ်ပေါင်းများစွာကြာပါပြီဘာဖြစ်လို့လဲဆိုပရိပခကကိုမလိုလားတဲ့အတွက်ဘုရားဘာသာတွေကတမင်တကာကိုမပြောဘဲထားခဲ့လိုက်တဲ့ဇာတ်တခုဖြစ်ပါတယ် ယနေ့အချိန်မှာလုံခြုံမှုတွေများလာတဲ့အတွက်ကိုကျော်ကြီးတို့ကဖန်ဆင်းရှင်မရှိဘူးဆိုတဲ့ဇာတ်ကားကိုအကိုအကအ ਨੇ အချင်းနဲ့ပြောတာအများကြီးမပြောသေးဘူးအများကြီးမပြောသေးဘူးနည်းနည်းလေးပြောတာအယူဝါဒပေါ်တိုက်မှုကိုနည်းနည်းစပြီးတာအဲ့တော့သူကဘာပြောလဲဆိုတော့ကိုကျော်ကြီးကိုပြောတာတဲ့ကိုကျော်ကြီးတို့ဘာသာအကြောင်းပြောရင်ရသလားတဲ့ဆိုတော့ကိုကျော်ကြီးတို့ဘာသာအကြောင်းကိုပြောကျင်လို့ရှိရင်ဒီတကတ်သုံးပုံမြန်မာပြန်ရှိတယ်အဲ့ဒီတဲကဗုဒ္ဓဘာသာမကောင်းကြောင်းကိုပြောလို့ရတယ် မဟုတ်မမှန်ဘူးဆိုတဲ့ဇကားကို ပြောလို့ရတယ်အယူဝါဒတွေနဲ့ပတ်သက်ပြီးတိုက်ခိုက်လို့ရတယ်အဲ့ဒီလိုပြောလာခဲ့လို့ရှိရင်ကိုကျော်ကြီးကဘာပြန်ပြောမလဲဆိုတော့မင်းတို့ကိုကိုွယ်နေတဲ့ Bible တွေကိုရန်ကျမ်းတွေကမဟုတ်တဲ့အကြောင်းတွေကိုကြမ်းညွန်းအတိအကျနဲ့ပြောမယ်အပြင်ပါအနေလိညာလီစဲလောက်ကြံတဲ့ဇကားတခွန်းမှမပါပဲပြောမယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်ပရိပခအသွင်ကိုဆောင်းလာလိမ့်မယ်အယူဝါဒပေါ်တိုင်မှုနဲ့ပရိပခကို လက်ရှိမကွဲပြားကြတာတော်တော်များတယ်အယူဝါဒပွတ်တိုက်မှုဆိုတာကဖန်ဆင်းရှင် ရှိတယ်ယုံကြည်တဲ့သူရယ်ဖန်ဆင်းရှင် မရှိဘူးလို့ယုံကြည်တဲ့သူရယ်မရှိဘူးလို့ယုံကြည်တဲ့သူကလည်းမရှိကြောင်းတည်တည်ပြလိမ့်မယ်ရှိတယ်လို့ယုံကြည်တဲ့သူကလည်းရှိကြောင်းတည်တည်ပြလိမ့်အဲ့ဒီအတွက်မုန်းစရာလည်းမလိုဘူးတိုက်ခိုက်စရာလည်းမလိုဘူးရန်လို့စရာလည်းမလိုဘူးဒါကအယူဝါဒပွတ်တိုက်မှုဖြစ်တယ်ဘာသာတရားတွေမှာဆုံးမထားတဲ့အဆုံးမတွေကိုဝေမမဲ့ပုတ်ခတ်မယ်ဆိုရင်ပြိပခအသွင်ဆောင်လာနိုင်မယ် အဲ့ဒါဆိုရင် ထိခိုက်နစ်နာမှုတွေရှိတယ်ဒါကကိုယ့်ဘာနေကိုစဉ်းစားဆုံးဖြတ်မှာယနေ့လူတွေနားမလဲတဲ့ကိစ္စကမုံသားစကားရေဂုံးတိုက်စကားရေဒီစကားသဘောတရားတွေကိုပိုင်ပိုင်ချာချာနားမလဲမုံသားစကားဆိုတာက ကိုကိုတိုင်းသိရတာနဲ့မသိဘူးလို့ပြောတာကိုကိုတိုင်းမသိတဲ့စကားကိုသိသိအောင်ပြောတာအဲ့ဒါမုံသားစကားပဲကိုကိုတိုင်းသိတာမဟုတ်ဘူးသိသိအောင်ပြောတာ ါကယုံကြည်မှုပါလို့ပြောရတဲ့တက်တီမရှိဘူးဒါကငါတို့ကျမ်းစာကလာတယ်ဒီအဆုံးမဖြစ်တဲ့အတွက်ဒါကိုငါတို့ကယုံကြည်တယ်ရပြီဒါဒီယုံကြည်မှုပဲမူသားစကားမဖြစ်ဘူးဒါလည်းလားမသိဘူးเนาะအဲ့ဒါကိုယုံကြည်မှုလို့ပြောရတဲ့အစွမ်းတက်တီမရှိဘဲနဲ့ဒါကလုံးဝလောကကြီးရဲ့အမှန်တရား reality ဖြစ်တယ်ဆိုပြီးတော့ဒါမှအမှန်ကျန်တဲ့ဟာတွေကအမှားဆိုရင်မူသားစကားဖြစ်သွားတယ်အယူဝါဒဖြစ်သွားတယ်အဲ့ဒါဒီမိစ္ဆာတိတ်တီဖြစ်သွားတယ် နားလေလားဗုဒ္ဓဘာသာကပဲဖြစ်ဖြစ်အခြားဘာသာကပဲဖြစ်ဖြစ်ပြောရမယ့်စကားအဲ့ဒါမူသားစကားဖြစ်တယ်ဂုံစကားဆိုတာဘာလဲဆိုတော့ဘာသာတစ်ခုနဲ့တစ်ခုယံမဖြစ်ဖြစ်အောင်ဂုံတိုက်တာသူ့ဘာသာမှာလေဘလို့ဖြစ်တယ်ငါတို့ဘာသာကဘလို့ဖြစ်တယ်ဒီကောင်လေးကမုန်းစရာကောင်းတယ်ဒီကောင်လေးကမရှိတဲ့မှုဆိုအဲ့ဒါဂုံတိုက်တာအဲ့ဒါဂုံစကားလို့ခေါ်တယ်ယနေ့ line ပေါ်မှာသူတော်ကောင်းအောင်ဆောင်ပြီးတော့ ဘာသာရေးစကားပြောတယ်ဆိုရင်ဘာသာရေးကိုအခြေခံပြီးတော့ဂုံးတိုက်နေတဲ့ကောင်တွေအများကြီးပဲသူများဘာသာကိုပုတ်ခတ်မယ်ထိပါမယ်အဲ့ဒါဘာသာရေးဂုံးတိုက်တာအဲ့ဒီဂုံးတိုက်မှုကပြိပခအသွင်ကိုဆောင်လိုက်လက်လက်ရှိတင်ငန်းချုပ်ထားတဲ့တယောက်ကမော်လူီလိုလှုပ်ထားတဲ့တယောက်ရဲ့ခရီးရန်တင်းအုပ်လိုလှုပ်ထားတဲ့တယောက်ရဲ့ဒီကောင်လေးဘာကောင်လေးလဲဆိုတော့ငါတို့မသိဘူးဘာသာရေးကိုအခြေခံပြီးတော့နိုင်ငံရေးဂုံးတိုက်နေတာ အဲ့ဒါနိုင်ငံကြီးဂုံးတိုက်တာလို့ခေါ်တယ်နိုင်ငံကြီးဆိုတာကတရောင်းသားစက်ခွက်လူပဲတပွဲတည်းမပူဘူးသူအာဏာရာကြီးငါအာဏာရာကြီးလောက်တာအဲ့ဒီအတွက်ဂုံးစကားပြောရတယ်အဲ့ဒီကောင်းနေမှာဘာသူတော်ကောင်းစကားမှမရှိဘူးနားလည်လားလူလူချင်းတတ်ဖို့ဖြတ်ဖို့ပြောနေပြီဆိုရင်လူလူချင်းပြိပခါတွေဒေါတာလက်နဲ့ကိုင်ဆောင်ချောင်းတွေပြောနေပြီလူလူချင်းတေချောင်းတတ်ချောင်းတွေပြောနေပြီဆိုရင်အဲ့ဒီကောင်းကြီးရဲ့စကားဂုံးစကားလောကပျက်စီးချောင်းစကား နိုင်ငံရေးတစ်ခုကိုဘာသာရေးအခြေခံပြီးလုပ်နေပြီဆိုရင်အဲ့ဒီကောင်တွေကလူယုံမာတွေအဲ့ကောင်ဘာသာရေးသမားတွေမဟုတ်ဘူးအဲ့ဒါဂုံစကားလို့ခေါ်တယ်နားလည်လားအယူဝါဒပေါ်တိုက်မှုသည်အဲ့ဒီအယူဝါဒပေါ်မှာအခြေခံပြီးတော့ပြောဆိုမယ်ညှင်းခုံမယ်ဘာပြဿနာမှမရှိဘူးအဲ့ဒါရန်လို့ဆရာလည်းမဟုတ်ဘူးကိုကအယူဝါဒရှုံးဝိုင်းငါစကားညံ့လို့ငါဘိုးတုဒ္ဓမဆုံးလို့ငါရှုံးတာလို့ပဲတတ်မှတ်လိုက်ရပါပြီပြဿနာလို့ဆရာမလို့ရန်လို့ဆရာမလို့ ကိုရှုံးတာနဲ့ကြံတဲ့လူတွေကိုတခါတည်းလက်ညိုးတွေငေါက်ငေါက်ထိုးလာပြီဆိုရင်အဲ့ဒါဖရုတ်တဝါစာဖြစ်လာတယ်လက်ညိုးတွေငေါက်ငေါက်ထိုးပြီးတော့ဟူဟာဟူဟာနေမဲ့ငါပဲချနေပြီဆိုရင်အဲ့ဒါဖရုတ်တဝါစာလို့ခေါ်တယ်မတူးမတူးစကလုံးတွေအတိတ်ပဲအနက်သွားတွေမတူးတမပလာဘဝါစာဆိုတော့ကဘု து အကျိုးစီးပွားမှလည်းမရှိဘူးခီလေးတိုက်နေတာအဲ့ဒါဆိုရင်တမပလာဘဝါစာဘာအကျိုးစီးပွားမှကိုမရှိတာအဲ့ဒီလိုစကားမျိုးတွေကိုနားမလဲပဲနေ ကိုကမကြည်နဲ့တာနဲ့ဒီကောင်ဖရုတ်တဝါစာစကားပြောတယ်ဒီကောင်ကတမ္မပလဝါစာစကားပြောတယ်ဒီကောင်ကဂုံစကားပြောတယ်ဒီကောင်ကအမုန်းစကားတွေပြောတယ်နည်းခေါင်းစဉ်တက်တာကဒါကပညာမတက်တာဟုတ်ပြီနော်အဲ့တော့ပညာတက်အောင်လုပ်ပါဂုံစကားဆိုတာဘာလဲအချင်းချင်းတိုက်ကြောင်းခိုက်ကြောင်းရံဖြည့်ကြောင်းတက်ဖြည့်ကြောင်းတွေပြောနေအဲ့ဒါဂုံစကားပဲအဲ့ဒါဂုံတိုက်တာရံမဖြည့်ဖြည့်အောင်ပြောနေပြီဆိုအဲ့ဒါဂုံတိုက်တာဟုတ်ပြီနော် အမုန်းစကားဆိုတာဒီအမုန်းစကားဆိုတာဒီလောကမှာမရှိဘူးအမှန်စကားပြောပြောအကောင်းစကားပြောပြောမုန်းတဲ့လူကမုန်းတာပဲချစ်တဲ့လူကချစ်တာပဲအမုန်းစကားဆိုတဲ့စကားလောကမှာမရှိဘူးသူတို့ဘက်သားကောင်းကျိုးချမ်းသာကိုပြောနေတဲ့လူကိုမုန်းနေတဲ့လူကလည်းမုန်းတာပဲမြတ်စွာဘုရားကမုန်းတာမှာတေချောင်းကြံစီတဲ့လူဒီတဟုန်တခေါင်းကြီးရယ်ဒါကတရားဝအများကောင်းကျိုးကိုပြောတာအဲ့တော့အမုန်းစကားတို့အချစ်စကားတို့ဆိုတာလောကကြီးမှာမရှိဘူးအမုန်းစကားဆိုတာမရှိဘူးချစ်ချင်တဲ့ကောင်ချစ်တာပဲမုန်းနေတဲ့ကောင်မုန်းတာပဲ မိမိတို့ခံယူတဲ့အပေါ်မှာပဲမူတည်တယ်။အဲ့တော့ဂုံစကားဆိုတာကတစ်ဖက်နဲ့တစ်ဖက်ရံမဖြစ်ဖြစ်အောင်ဂုံတိုင်နေတာ။ပြဿနာမတက်တက်အောင်မတက်တက်အောင်လုပ်နေတာအဲ့ဒါဂုံစကားပဲ။အဲ့တော့ဘာသာရေးကိုအခြေခံပြီးတော့နိုင်ငံရေးလုပ်ပြီးဆိုအဲ့ကောင်ကဂုံစကားဂုံတိုင်နေတာ။ဘာဘာသာရေးသမားမှမဟုတ်ဟုတ်ပြီလား။ကိုကိုတိုင်သိတာလည်းမဟုတ်ဘူး။ကျန်းစကားပါလို့ယုံကြည်ရတာ။ကိုကိုတိုင်မြင်တဲ့စကားမဟုတ်ဘူး။ယုံကြည်မှုလို့ပြောရတဲ့တတိရှိရမယ်။မရှိဘဲနဲ့ ါဒါကြီးကိုအဟုတ်အမှန်ကျန်တဲ့ဟာတွေကအမှားလို့ပြောလိုက်ရင်အဲ့ဒါဒီမူသားစကားဖြစ်တယ်အဲ့ဒီသဘောတရားတွေကိုနားမလဲပဲနဲ့ငါတို့ဘာသာကိုပြောရင်သူတို့ဘာသာသူတို့ဘာသာငါတို့ဘာသာဆိုရင်ပြိပခအတွင်ကိုစောင့်မယ်ကိုယ့်ဘက်ကိုဝေဖန်တာစဉ်းစားကြအဲ့ကြတဲ့တချို့ကိုကြကြီးရဲ့ဟိုခလေးလေးကိုပြောပြပါအောင်ဆိုပြီးအောက်မှာလာပြီးပြောနေတဲ့တယောက်ရှိတယ် ကားပေါ်ကနေစကားပြောတဲ့မွတ်စလင်ကလေးလေးတယောက်ရှိတယ်လူငယ်လေးဟာလာဟိုတယ်လောကကိုယ်တော်ကြီးဖြည့်ရှင်းထားတဲ့ကောင်လေးဒီကောင်လေးကငကိုတွေကညံကြီးညံသူရဲ့ညံကြီးကိုမမိတာအဲ့တော့ညံကြီးမမိတဲ့လူကိုရှင်းပြနေလဲနားလည်မှလည်းမဟုတ်တော့အဲ့တော့ပြစ်တာထားလိုက်ဟုတ်ပြီလားအခုနကကိုယ်တော်ကြီးပြောတဲ့စကားတွေကိုနားလည်လို့ရှိရင်ကိုပြောနေတဲ့စကားကဘာလဲဆိုတဲ့အတိတ်ပဲကိုသိရမယ်အဲ့ဒါမှပညာရှိဖြစ်လာမှာပညာရှိတဲ့အခါမှာပညာရည်နဲ့ပုတ်တိုက်လာတဲ့အခါမှာပုတ်တိုက်မှုတိုင်းမှာစွန့်ရင်ထွက်တယ်အဲ့ဒီစွန့်ရင်ဒီကောင်းကျိုးချမ်းသာဖြစ်ရမယ်တော့ပေါ့လား ဲ့တော့ပရိပခနဲ့ပို့တိုက်မှုကိုနားမလည်လို့ရှိရင်အောင်ကျချမ်းသာမရှိဘူးကိုယ့်ဘာကိုနားလည်အောင်လုပ်ကြနော်